ဘဝရဲ့အောင်မြင်တိုးတက်မှုကိုစူးစမ်းနေတဲ့လူတစ်ယောက်အတွက်ဒီရေဘုံလေးငါးဘုံဟာအင်မတန်မှအရေးကြီးလာပါတယ်။ဒီရေဘုံလေးငါးဘုံကို ကျွန်တော်တို့ကနေ့စဉ်နဲ့အများဆုံးသလိုဖြည့်တင်းနေရပါတယ်။အဲ့ဒီငါးဘုံကတော့ဘာလဲဆိုလို့ရှိရင် အသိပညာရေဘုံလို့ခေါ်တဲ့ knowledge ရေဘုံ။ knowledge ရေဘုံထဲမှာကျွန်တော်တို့ကိုသိတဲ့အရာတွေကိုဖြည့်တင်းလာတာပေါ့ဗျာ။ နံပါတ်1ဖြစ်တင်ရမယ့်ရေပုံကတော့ကိုယ့်ရဲ့ skill လို့ခေါ်တဲ့ကျွမ်းကျင်မှုရေပုံပဲဖြစ်ပါတယ်ကျွမ်းကျင်မှုဆိုတာကိုတတ်တဲ့အရာတွေပေါ့ဗျာကိုကျွမ်းကျွမ်းကျင်ကျင်နိုင်ပိုင်နိုင်တဲ့အရာတွေဖြစ်ပါတယ်နံပါတ်3ရေပုံရေပုံကတော့ကျွန်တော်တို့ network လို့ခေါ်တဲ့အတိုင်းအဝိုင်းရေပုံဖြစ်ပါတယ် network ထဲမှာကိုယ့်ရဲ့အဆက်အသွယ်တွေမိတ်ဆွေကောင်းတွေပေါ့ဗျာနောက်ထပ်ဖြစ်တင်ရတဲ့ရေပုံတစ်ခုကတော့နော် resources လို့ခေါ်တဲ့အရင်းအမြစ်ရေပုံပဲဖြစ်ပါတယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေပေါ့ဗျာ ်နောက်ထပ်ရေပုံတစ်ခုကတော့ reputation လို့ခေါ်တယ်ကိုယ့်ရဲ့ဂုဏ်သတင်းရေပုံပဲဖြစ်ပါတယ်ဒီပုံလေး၅ပုံကိုကျွန်တော်တို့ကဘဝအောင်မြင်မှုအတွက်ဘဝတိုးတက်မှုအတွက်စင်ဆက်မပြတ်ဆိုသလိုကျွန်တော်တို့ကဖြည့်တင်းနေရပါတယ်အသိပညာမှာကျွမ်းကျင်မှုအရာမှာအတိုင်းအဝိုင်းအရာမှာအရင်အမြင့်လို့ခေါ်တဲ့ပိုင်ဆိုင်မှုတွေအရာမှာဂုဏ်သတင်းလို့ခေါ်တဲ့ကိုယ့်ရဲ့နာမည်ကောင်းနေရာမှာကျွန်တော်တို့ဟာဒီရေပုံ၅ပုံကိုစင်ဆက်မပြတ်ဖြည့်တင်းနေရပါတယ်ထူးခြားချက်တစ်ခုကဒီရေပုံ၅လုံးထဲမှာ အရေးကြီးတဲ့နံပါတ်1အစပြုရမယ့်ရေပုံးဒီကျွန်တော်ရှေ့ဆုံးမှာပြထားသလိုပဲ knowledge လို့ခေါ်တဲ့အသိပညာရေပုံးပဲဖြစ်ပါတယ်ကျွန်တော်တို့တိတဲ့ knowledge တွေအသိပညာဘူးဒုဒတွေများလာလေလေကျွန်တော်တို့ဒီအကြောင်းအရာတစ်ခုမဟုတ်တစ်ခုမှာကျွန်တော်တို့ကျွမ်းကျင်လာလေလေပဲဖြစ်ပါတယ်အကြောင်းအရာတစ်ခုမဟုတ်တစ်ခုเนาะကိုယ့်ရဲ့ကျွမ်းကျင်မှုတွေတစ်ခုပြီးတစ်ခုကျွမ်းကျင်မှုတွေများလာလေလေကိုယ့်ရဲ့အသိပညာတွေများလာလေလေကို့မှာတိတဲ့အသိမိတ်ဆွေတွေများလာလေလေပဲဖြစ်ပါတယ် ိုယ်ရဲ့အတိမိတ်ဆွေတွေများလာတဲ့အဆက်အတွဲတွေများလာဒီနေ့အမြကျွမ်းကျင်မှုတွေလည်းရှိတယ်အတိပညာဘုဒ္ဓလည်းရှိတယ်ဆိုတဲ့အနေအထားမျိုးမှာအဆက်အတွဲကောင်းတွေရဲ့အကူအညီနဲ့ဖြစ်စေကိုယ့်ရဲ့ကျွမ်းကျင်မှုရဲ့အကူအညီနဲ့ဖြစ်စေကိုယ့်ရဲ့အတိပညာဘုဒ္ဓရဲ့အကူအညီနဲ့ဖြစ်စေနော်ဆုံးဖြတ်ချက်ကောင်းတွေချလာနိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ရဲ့ဥစ္စာဒဏ္ဍနဲ့ပိုင်ဆိုင်မှုတွေကလည်းကျွယ်ဝလာစမြဲပဲဖြစ်ပါတယ်ဥစ္စာဒဏ္ဍနဲ့ကျွယ်ဝလာဒီနေ့အမြကိုယ့်ရဲ့ နော်မိတ်ဆွေကောင်းတွေနှဝကွန်ရက်ကောင်းတွေအဆက်တွေကောင်းတွေရှိတည်နေအများကိုယ့်ရဲ့ကျွမ်းကျင်မှုတွေရှိတည်နေအများကိုယ့်ရဲ့အသိပညာဘူးတာတွေကုံလုံးပြည့်စုံတည်နေအများကျွန်တော်တို့ရဲ့ဂုံတည်င်းဟာလည်းပဲအလိုအလျောက်ကြော်စောထင်ရှားလာခြင်းပဲဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့ဟာဘဝဟာလပတဲ့ဘဝတစ်ခုဖြစ်လာတယ်ပေါ့ဗျာအောင်မြင်တဲ့ဘဝတစ်ခုဖြစ်လာတယ်ပေါ့ဗျာဒါကြောင့်မို့လို့ဘဝမှာအောင်မြင်ခြင်းနဲ့လူငယ်တယောက်အတွက်အရေးကြီးတဲ့အရာကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟာဒီ နော်ရေဘုံငါးလုံးကိုစင်ဆက်မပြတ်ဖြည့်တင်းပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းနှိုးဆော်ခြင်းပါတယ်ဒါပေမဲ့တစ်ခုကိုရွေးရမယ်ဆိုလို့ရှိရင်တော့ဘာနဲ့စတင်တယ်လဲဆိုလို့ရှိရင် knowledge လို့ခေါ်တဲ့အသိပညာဘူဒ္ဓတာကိုစီးပူးခြင်းနဲ့ကျွန်တော်တို့ကစတင်ပါတယ်အသိပညာဘူဒ္ဓတာတွေများလာဒီနဲ့အမြကိုသိတာတွေများလာဒီနဲ့အမြတဲ့အဲ့ထဲမှာတက်ကြွနဲ့တစုံတရာပေါ်ပေါက်လာမယ်တက်ကြွနဲ့တစုံတရာများလာဒီနဲ့အမြကိုမှာမိတ်ဆွေအတိုင်းဝိုင်းနေပွားများလာမယ်ကိုမှာအဆက်အသွယ်မိတ်ဆွေအတိုင်းဝိုင်းနေ ွားပြောင်းပွားများလာခြင်းနဲ့အတူကိုယ့်ရဲ့ဆုံးဖြတ်ချက်ကောင်းနေเนาะမမှန်ကန်ကန်ချမှတ်လာနိုင်ခြင်းနဲ့အတူကျွန်တော်တို့ဟာပိုင်ဆိုင်မှုတွေเนาะ resources တွေအရင်းမြစ်တွေဟာတိုးပွားလာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဘာနဲ့စရမလဲဆိုလို့ရှိရင်လူငယ်တယောက်အတွက်အောင်မြင်မှုကိုရှောက်လန်းနေတဲ့เนาะလူငယ်တယောက်အတွက် knowledge လို့ခေါ်တဲ့အသိပညာဘူးဒူတာကိုရှာမိခြင်းနဲ့စရပါလိမ့်မယ် အဆုံးမှာကျွန်တော်တို့ principle လေးတစ်ခုပါဒါဒီ life principle လို့ခေါ်တဲ့ဘဝရဲ့အထူးကြတဲ့နေရာမှာတစ်ခုပါလိုက်နာကျင့်သုံးတဲ့နဲ့အကြောင်းအရာတစ်ခုဆိုလို့ရှိရင်လည်းမမားပါဘူးအဲ့ဒါတစ်ခုကဘာလဲဆိုလို့ရှိရင် knowledge is the key ဖြစ်ပါတယ်เนาะအသိပညာဘုဒ္ဓဒါဆိုတာဘယ်တကားပေါက်ကိုမဆိုဖွင့်တဲ့ ကြီးတချောင်းပါပဲဗျာအဲ့ဒီတကားပေါက်လို့ပြောတဲ့ဆိုတဲ့နေရာမှာကိုယ့်ရဲ့စီစဉ်အဥ္စာဒနာရဲ့တကားပေါက်လို့ပြောတဲ့ဆိုလို့ရှိရင်လည်းမမားတယ်လို့ဂုံတည်းတစ်ခုရဲ့တကားပေါက်လို့ပြောတဲ့ဆိုလို့ရှိရင်လည်းမမားပါဘူးဒါကြောင့်မို့လို့ကျွန်တော်လူငယ်တယောက်အနေကိုအနေနဲ့မဘဝမှာအောင်မြင်ခြင်းနဲ့လူငယ်တယောက်ဖြစ်လို့လေဆိုလို့ရှိရင်တော့စူးစမ်းမယ်အကြောင်းအရာတစ်ခုဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ knowledge ဆိုတဲ့အကြောင်းအရာလေးတစ်ခုနဲ့စာစေချင်ပါတယ်ကိုယ့်ရဲ့ knowledge လို့ခေါ်တဲ့အသိပညာရေပုံးကိုစင်ဆက်မပြတ်ဖြည့်သိမ်းခြင်းအပြင်ကျွန ဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့တော့ကျွမ်းကျင်မှုရေဘုံကိုဖြည့်တင်မှာကျွမ်းကျင်မှုရေဘုံကိုဖြည့်တင်ခြင်းအပြင်ကျွန်တော်တို့ဒီတော့ network လို့ခေါ်တဲ့အဆက်အတွဲအဲမိတ်ဆွေအတိုင်းဝိုင်းဆိုတဲ့ရေဘုံကိုဖြည့်တင်မှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ဥစ္စာဒနာရေဘုံဟာဖြည့်တင်လာမှာပဲဖြစ်တယ်လို့ဂုံတရင်ရေဘုံဟာလည်းဖြည့်တင်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်เนาะဒီမှာစာကြောင်းလေးတစ်ကြောင်းနဲ့အဆုံးသတ်ချင်ပါတယ် knowledge is key ဖြစ်ပါတယ်ခင်ဗျာ။ကျေးဇူးပါ